ပါဒီနေ့မေလခုရဲ့ပရောအဖန်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့တောင်ဩကလာပမြို့နယ်မှာအသက်နေရဆိုးရရတဲ့အမျိုးသားလူနာတူဦးစုပစ်ခံရတဲ့တဲ့ဒီမိုးဆူအနောက်ချမ်းကိုစစ်ကောင်စီဘုံကျဲခဲ့ရစိမ့်ဝိဘုံပါအတုံးပြူလာရဆိုတဲ့တဲ့နဲ့ကောင်းလင်းမြို့နယ်မှာကြက်ပိုင်တာလီနဲ့ဘုံကျဲခံရလူထိခိုက်မှုရှိဆိုတဲ့တဲ့ပါဝင်ပရောအဖန်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါပါမနေ့မေလ6ရက်နေ့ညနေပိုင်းအချိန်မှာရန်ကုန်တိုင်း တောက်ကလပါမြို့နယ်ပါမီလန်အမတ်နေဝိုင်း A1 ဖုံးကြီးကျောက်ရှိမှာအသက်နေဆိုးရရတဲ့အမျိုးသားလူနာတူအမိမတိလူစုကလာရောက်ဆုတ်ပြစ်သွားခဲ့တယ်လို့မြစ်တာတီတာရင်စင်လူမှုကူညီရေးအသင်းကတာဝန်ရှိသူတူကဖရော့ဘက်ကိုပြောပါရယ်ဆုတ်ပြစ်ခံရတဲ့လူနာဟာအသက်35ဝန်းကျင်လို့ခန့်မှန်းရပြီးဘယ်ခြေတော့တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့လူနာဖြစ်ပြီးတော့လူနာနဲ့တူခြေတုနဲ့ဂျိုင်တော့ပါရှိကဘယ်တူဘယ်ဝါဆိုတာမသိရသေးဘူးလို့သူကဆိုပါရယ် လူနာဟာအသက်နှင့်စိုးရိမ်နေရတဲ့အတွက်မြစ်တာတီတိုင်းရင်ဆိုင်လူမှုကွန်ရက်အသင်းအနေနဲ့အဆိုပါလူနာကိုတက်ဆိုင်ရာကိုအကြောင်းကြားပြီးတင်ငတ်ကျိုးမျိုးကစံပြဈေးရောက်ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကွင်းနီပြည်ဒီမော့ဆိုအနောက်ချမ်းတနီယာကို မနေ့ကမေလ6ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့အစိမ့်ငွေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကဖရော့အဖန်ကိုပြောပါရယ်စစ်ကောင်စီဟာလေရင်နဲ့ ဘုံနှစ်ကြိမ်လာရောက်ကျေချခဲ့ပြီးပေါင်900ဘုံလို့ယူဆရတဲ့ဘုံနှလုံးဟာဒိရခန်တွေရဲ့ယာမြင်အတွင်းမှာကြောက်ရောက်ပောက်ကွဲခဲ့ကပေါင်900ဘုံတစ်လုံးကတော့တောင်ရနဲ့အုတ်ချုပ်ရည်ယုံအဟောက်ကိုထိမှန်ခဲ့တယ်လို့သိရပါတယ်။အစိမ့်ဝိဘုံကြောင့်ဘုံကျဲပြီးအချိန်တိုင်းဝက်လောက်အကြီးဒိရခန်တွေကမူးဝေအော့အန်ပြီးမွေးမြူထားတဲ့ဝက်တွေပါအစိမ့်ဝိပ်ပြီးအစာမစားနိုင်တော့ဘူးလို့သိရပါဗျ။စကိုင်းတိုင်းနေရကြည့် ကောလင်းမြို့နယ်ကရှောက်ပင်ခြံကျေးရွာကိုစစ်ကောင်စီတပ်ကဒီနေ့မေလ9ရက်နေ့မနက်တနိုင်ဝန်းကျင်လောက်မှာဂျက်ဖိုင်တာလီနဲ့ပေါင်300ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ Calling People Defend for Calling PDF ရဲ့တာဝန်ရှိသူရဲဝတ်တူက Federal FM ကိုပြောပါရယ်အစိုးပါပုံးကျဲချမှုကြောင့်မြို့ပြင်ရှိစစ်ဆောင်နေအိမ်တလုံးကိုကြားရောက်ပောက်ကွဲခဲ့ပြီးစစ်ဆောင်နေတဲ့လူတအူကတော့အချိန်မီရှောင်နိုင်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာမရပေမဲ့ နေအိမ်တစ်လုံးပျက်စီးခဲ့တဲ့ပြင်ကားတစ်စီးနဲ့လက်ထုဆက်တစ်စီးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလကလောက်ခဲ့တဲ့ငလင်ကြောင့်ဧပြီလ၂ရက်နေ့မှ22ရက်နေ့ပြီးတော့ဧပြီလ23ရက်နေ့မှဧပြီလကုန်အထိအပြစ်ခတ်ရက်စဲဖို့ကြေညာခဲ့ပြီးမနေ့မေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြစ်ခတ်ရက်စဲတဲ့တပ်တန်းကိုချက်သွင်းမြစ်ကြောင်ကြေညာခဲ့ထားပေမယ့် အရက်သားတွေကိုအဆက်မပြတ်လေကြောင်းတိုက်ခိုက်နေရဖြစ်ပါတယ်။လွိုက်ကော်နဲ့အမှုပြဲတိုက်ပွဲတွေမှာ2025ခုနှစ်ပရမ9လအတွင်းကရန်အမျိုးသားတပ်မတော် KNA ရဲ့ရဲဘော်9ဦးစစုံခဲ့တယ်လို့ KNA ဒုစီဦးစီတောင်ခံကိုစိတ်ကပရောပံကိုပြောပါရယ်ပြီးခဲ့တဲ့မေလ9ရက်နေ့တုန်းကကုန်းတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့်စစုံခဲ့ရတဲ့ KNA 2003တက်ရင်ကရဲဘော်ခွင်ဟနေရီခာမူတီရဲ့စာဗနာခန်းနာကိုရန်ဂရီနယ်ဆက်တနေရာကအာဇာနီဗိမာန်မှာဒီနေ့မီလာခုနေနီကပြုတ်လုခဲ့ပြီးရဲဘော်ခူဟနေရီခာမူတီအပါဝင်ကရန်အမျိုးသားတပ်မတော် KNA ကစစုံခဲ့တဲ့ရဲဘော်၅ဦးရှိပြီဖြစ်ပြီးရဲဘော်တွေဟာလွိုက်ကိုမူပြေတိုက်ပွဲတွေမှာစစုံခဲ့တယ်လို့သိရပါတယ်လက်ရှိမှာမူပြေမြို့နယ်မိုလခဲမြို့တွေက တော်လင်းတက်ဖွဲ့တွေနဲ့စစ်ကောင်စီတက်တို့ရဲ့ချီတွေးတိုက်ပွဲတွေမှာစစ်ကောင်စီတက်ကလေကြောင်းရောမြေပြော်ထိုးစစ်ဆင်တိုက်ခတ်နေတဲ့အတွက်တိုက်ပွဲပြစ်ထန်လဲရှိပြီးပြီးခဲ့တဲ့မေလတရနေ့ကလည်းကွီနီပြင်းဝုံပလင်စစ်ကြောင်းတရနေ့ကရဲဘော်တူပေါ်လခဲတိုက်ပွဲအတွင်းစစ်ကောင်စီထောင်ထားတဲ့မိုင်းနစ်မိပြီးကြဆုံခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖရိုအဖန်ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျမမြန်မိုးပါရှင်။